အားလုံးမင်္ဂလာပါရှင်။အာစီတူတာဆောင်ရတာဆောင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျွန်မကတော့နာဗီဖြစ်ပါတယ်။ဒီကနေ့မှာတင်ဆက်ဖပြပေးခြင်းနဲ့အပိုင်းဆက်ဝတ္ထုရှင်လေးကတော့မောင်ထွန်းသူရေးသားထားတဲ့တောင်ပံမဲငဲ့လေးတဲ့ပြောအပိုင်းဆက်လေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါဦးရှင်။သူနင်းညကကျွန်တော်ဥကန်သာကြီးတို့အိမ်ရောက်သွားတော့ညအတော်နဲ့လာပေးပြီ။မဲခွဲများရှာထားသဖြင့်လက်နှစ်ဖက်လုံးသွေးတန်ရဲရဲနဲ့ဖြစ်သည်။ ဥက္ကန္တာတို့တအိမ်သားလုံးပြူးတူပြဲတဲ့ထိတ်လန့်တကြားဖြစ်ကုန်ကြ၏ကျွန်တော်စိတ်တို့စိတ်ညစ်နေမှသည်၍ထူးထူးထွေထွေမမေးကြအိမ်မှာရန်ပြစ်လာတာဖြစ်မှာပေါ့ဟုတာမန်အားဖြင့်မှတ်ချက်ချကြသည်ဒဏ်ရာများကိုစေးထည့်၍ပတ်ဒီစီပေးကြသည်နှစ်ဖူးနှင့်ကောင်းတွင်ဖူးရောင်ပေါက်ပြဲနေသည့်များကိုကြက်ထုတ်ထိုးပေးကြသည်ကျွန်တော်ကလည်းပြောမကောင်းသည့်ကိစ္စမှုနှလုံးမြပင်ထုံမပြောတော့ပါရင်ထဲမှာခံစားနေရသမျှကို တော့ပေါ်ရွေးမပြောရသဖြင့်ရင်ကတော့နာလာပါသည်ဥခမောက်ကြီးသည်ကျွန်တော်အဖေဒေါ်မမေခင်သည်ကျွန်တော်အမေကျွန်တော်အဖေနဲ့အမေသည်ဘားကြောင်များဤများအထီမတရားလုပ်ကြပါလေဘားကြောင်များဤများအထီလိန်လေလဲပြားကြပါလေဘားကြောင်များဤများအထီယုံမာကြပါလေကျွန်တော်မတွေးချင်တော့လဲတွေးမိပါသည်မတွေးရတော့လဲမဝင့်မရဲနဲ့တွေးမိပါသည်ထို့အတွေးများသည်ကျွန်တော်အုံနောက်ကိုခြောက်ချအောင်ဖန်တီးလျက်ရှိပါသည် ကျွန်တော်အိမ်မပြန်ကြောင်းမတက်ပဲဥက္ကန္တာတို့အိမ်တွင်ဆယ်ရက်နေခဲ့သည်ထိုရက်များအတွင် အမခင်မကြီးနှစ်ကြိမ်လာ၍အိမ်ပြန်လိုက်ဖို့ခေါ်ပါသည်ကျွန်တော်မလိုက်ပါ လေးလေးမြင့်တယောက်အိမ်တွင်မရှိတော့ကြောင်းပြန်သွားပြီဖြစ်ကြောင်းဥက္ကန္တာထံမှသိရပါသည် လေးလေးမြင့်အဖို့တော့မပြန်၍လည်းမဖြစ်ပါပြန်မှသာစိတ်အေးရမည်အခြေအနေဖြစ်ပါသည်ဆယ်ရပြည့်သည့်နေမှာပဲကျွန်တော်အမေကကျွန်တော်ဤအတားမိုက်စရာကိုခေါ်၍လိုက်လာပါသည် အယောတဝင်းမနေတော့ပါ အဖေအမေတို့နဲ့မျက်နှာချင်းမဆိုင်မိအောင်တတ်နိုင်သမျှရှာမှသည်အမဟုတော့ကျွန်တော်စကားပြောပါသည် ရခင်ကလို့ဖြစ်လဲတကင်းတော့မနေပါ ကျွန်တော်နေရဒီမှာဒဇုံတစ်ခုလုံးနေတလို့ဖြစ်နေပါသည်ဤအတော်အတွင်နောက်ထပ်ရင်နာစရာတစ်ခုနဲ့ထပ်၍ကြုံရပြန်ပါသည် လေးလေးမြင့်ပြန်သွားပြီးနှစ်လခန့်အကြာတွင်ကျွန်တော်အမခင်မကြီးလင်းနောက်လိုက်သွားခြင်းဖြစ်၏ သူနဲ့တန်းတဲ့တင်မောင်အေးဆိုသူနဲ့လိုက်သွားခြင်းဖြစ်ပါသည်တင်မောင်အေးမှာမြို့ပေါ်မှာကြောင်းသားမဟုတ်ပါမြို့အရှိဘဲသုံးမှတ်ကန်အကွာရှိရွာမှာဖြစ်၍ကျေးရွာလူချမ်းသားတဦးဤသားဖြစ်ပါသည်ကျွန်တော်နဲ့လည်းခင်မင်းနေသူဖြစ်၍ပျော်ရခဲ့သည့်ကိစ္စတစ်ခုပင်ဖြစ်ပါသည်ခရိုင်တစ်ခုလုံးတွင်မင်းသမားတစ်ဖွဲ့ဖြစ်နေသောကျွန်တော်အဖေသည်တိုးတိုးတိတ်တိတ်ကြည့်၍ရဲအဖွဲ့ဤအကူအညီကိုယူကားရှာဖွေကြပါသည်နှစ်ရက်အကြာတွင်ပြန်မိလာပါသည် ယခုကိစ္စတွင် ကျွန်တော်ဝင်မပါတော့ပါ ကျွန်တော်အဖေရောအမေပါဆက်ဆက်တုံဖြစ်နေကြသည်ကိုပွဲကြည့်ပရိသတ်တအူးအနေဖြင့်ကြည်နေပါသည်စူလိုက်ပူလိုက်ဆဲလိုက်ဆိုလိုက်လုပ်နေသည့်အမေတစ်ပြင်းတရှူရှူအန်တကြိတ်ကြိတ်လက်သီးတဆုပ်ဆုပ်ဖြစ်နေသည့်အဖေဘလို့ပဲဖုံးဖိထားစေကမူတရင်ကတော့နေရအနှံ့ရောက်သွားပြီဖြစ်ရာအရှက်ကတော့ क्वे ခဲ့ပြီဖြစ်ပါသည် အမခင်မကြီးကို အမေဤဖခင်ရှိရာမြို့သို့ အမေကိုရင်လိုက်ပို့ပြီးထားခဲ့ပါသည်အမကိစ္စနဲ့ပတ်သက်၍ကျွန်တော်တဘောသားမှာအဖေအမေတို့နဲ့မတူပါသူကြိုက်ရွံ့လိုက်သွားပြီးမှတော့ဘာမှထိုက်၍လုံနေစရာမလိုဟုထင်သည် ပေးစားခြင်းပေးစားလိုက်မတူဘူးမတန်ဘူးထင်၍မပေးစားလိုလျင်ကိုသမီးကိုနိုင်အောင်ထိန်ဒါပဲရှိသည်ဟုကျွန်တော်ယူဆပါသည် အဖေနဲ့အမေတို့ကတော့ထို့သောမဟုတ်ပါတစ်ဖက်သားနဲ့နာအောင်လက်စားချေကြပါသည် အတို့ထောင်လို့သူကအမေအမေတို့ထောင်ပေးသည့်အတိုင်းလိုက်လုံနေသူကအဖေကြားရသည့်တဲ့င်းများမှာစိတ်ချမ်းသာစရာမရှိပါပင်မောင်အေးကိုရဲအချုပ်တွင်ထားပြီးညတိုင်းနှိမ့်စင်ညှင်းပန်းကြသည်တဲ့နှိမ့်စင်သူများတဲ့တွင်အဖေကခေါင်းဆောင်သည်တဲ့နှိမ့်စင်နီးများမှာလည်းကြောက်ခမန်းလီလီရှိလာပါသည်ရိုက်ဒီမြစ်ခွက်ကိုလက်သီးနှင့်ထိုးသည်ဒီနေ့တွင်ကျွန်တော်နှင့်ဥက္ကန္တာတို့မြို့အရှိပြာကန်တို့သွား၍ငားများနေသည် ရေထဲတွင်စိတ်မချမ်းသာစရာတွေအပြည့်ဖြစ်နေသဖြင့်ကျွန်တော်စိတ်မှမကြည်လာပါမျက်နာကလည်းမှုံမိုင်းနေသည်ဥက္ကန္တာကကျွန်တော်မျက်နာကိုပွကြည့်ကွကြည့်နှင့်အကဲခတ်ရင်းမှ မရေတရေဖြစ်စကားဆပြောသည်အကူကြီးတယောက်လည်းထင်ရှားလျှောက်လုံနေတယ်ကိုကောင်လေးကိုလှုပ်တာအတော်လွန်နေပြီကောင်လေးမိဘတွေကမခံနိုင်လို့ကိုတိုင်ကြီးတိုင်လုံးရင်ဒုက္ခဖြစ်ကုန်မယ်ဥက္ကန္တာဤစေတနာကိုကျွန်တော်လေးစားပါသည်သို့တော့ကျွန်တော်မတတ်နိုင်သည့်ကိစ္စမှမပြောခြင်း အေးတာနေစမ်းမဦးလေးရဝင်းမပါခြင်းစမ်းမနဲ့ဟု ပြောမိသည်ဥကန်တာကလည်းအလိုက်သိစွာပင်ညင်နေပါသည်ညနေကျတော့ကျွန်တော်ရဲစခန်းသွားရွေးတင်မောင်အေးကိုကြည်ပါသည်စကားတော့တခွင်းဆိုတခွင်းများမပြောခဲ့ပါသူ့မျက်နှာတစ်ခုလုံးဖူးယောင်နေပါသည်အဆိုးဆုံးမှာဘယ်ပြည့်မျက်စိဖြစ်၏မျက်စိမှပြန်ကောင်းမအောင်မီလားဟုစိုးရိမ်မိပါသည်ညရောက်လျင်အပြေအမေတို့နဲ့ထမင်းစပွဲတွင်စုံမိကြသည် ပြောတဲ့မပြောတဲ့ကျွန်တော်ချိန်စားလျက်ရှိသဖြင့်ရုတ်တရက်ပြောမထွက်ပါမပြောရမဖြစ်သည့်အတူတူမထူးပါဘူးဟုတဘောထားကပြောရပါသည်တင်မောင်ရင်ကိုလှုပ်ထားတာတိတ်လွန်နေပြီတော်တော့ပြီတင်တယ်ကြည့်လေလှုပ်ကြအောင်အဖေကကျွန်တော်ကိုစူးစူးရဲရဲကြည့်လိုက်ပြီးဇပွဲကိုလက်ဖွားနဲ့အာကုန်ရိုက်လိုက်ပါသည်လှုပ်တော့ပါဖြစ်လေမင်းနဲ့ပါဆိုင်ငယ်ငါလှုပ်ချင်လို့မယ်မင်းဆရာလှုပ်ဆရာမလို့လူကားဖြစ်လက်မလောက်ရှိသေးတယ်မလောက်လေမလောက်စားနဲ့မိဘကိုခွာရတိုင်းကျင်တဲ့ကောင် ကျွန်တော်ဒေါသကိုမထိန်နိုင်ပါထိုင်နေရမှဝုန်းကနေထရရမိပါသည်ခမည်းတော်ကြောက်အကောင်းပြောနေတာပြင်မောင်အိမိဘတွေကလည်းခမည်းတော်လိုလူတွေပဲဗျမခံနိုင်လို့တိုင်ရင်ခမည်းတော်ပို့ပြီးတောက်ချက်ကွဲကုန်မယ်ကျွန်တော်ဒီကလထိုင်ကိုတွန်းပယ်ပြီးထလာခဲ့ပါသည်သူတို့နှစ်ယောက်မှာတယောက်မျက်နှာတယောက်ကြည့်ကမလုံးမရှိကြံခဲ့ကြပါသည်ဘာပဲဖြစ်ဖြစ်ကျွန်တော်ပြောပြီးသည့်နောက်တွင်ပြင်မောင်အေးကိုမငင်တော့ပါနှစ်ဦးနှစ်ဖက်ပြေးလဲအောင်လုပ်ကြသည်ဟူတော့ကြားရသည် ဘာတွေဘလို့လောက်ကြသည်ကိုတော့ကျွန်တော်မသိမေးလည်းမမေးတိလည်းမတိခြင်းပင်မောင်အေးမိဘများခင်ဗျာတောကဆိုတော့ရိုးရိုးအေးအေးနဲ့ပင်ငိန်ခံလိုက်ကြဟန်တူပဲသည် ကျွန်တော်အဖို့တော့နေ့စဉ်နဲ့အမျှပြောသည်ဟုမရှိတော့ပါအိမ်မထွေ၍ဝေးရာသို့ပြေးကျင်လာသည်ဘယ်နေရာရောက်ရောက်ရောက်ချင်ရာရောက်ရွလွန်၍ထွက်သွားလိုက်ခြင်းမှာဤ6အဖေရန်ကုန်သို့ပြောင်းရသည်ဌာနကြီးတစ်ခုဤညွန့်ကြားရင်းဝင်ဆိုတော့ မူလရာထူးထဲအဆင့်တက်သွားသည်ဟုဆိုရပါမည်။ဌာနကြီးတစ်ခု၏အကြီးဆုံးသောအရာရှိကြီးမှုတကိုးအာနာကြီးလာသည် အချွေအယံလဲပေါ်သည်အခွင့်အရေးတွေကလည်းယူတတ်လျင် ယူတတ်သလိုအများကြီးရနိုင်သည် အခွင့်အရေးဆိုလျင်လက်မလွတ်တမ်းရယူတတ်သောကျွန်တော်အဖေအတွက်အဆဆအရာရာအဆင်ပြေလျက်ရှိလေသည် အမေကလည်းရန်ကုန်ရောက်လျင်တစ်ဖက်တလန်းကစီးပွားရေးလှုပ်လာသည်ကလားတွေတရုတ်တွေအရာရှိကြီးကြီးငယ်ငယ်တွေ ဝင်ကြီးဝင်ကလေးတွေနဲ့ပေါင်းသင်းဆက်ဆံသည်အမကိုလည်းအိမ်တောင်ချထားလိုက်ကြသည်လူငယ်မြသားဖြစ်သောကျွန်တော်ကတော့သူတို့လုပ်သည့်မြတ်ကိုတစည်းတစောင်းကြည့်၍အကဲခတ်ယုံမြသားရှိပါသည်ကျွန်တော်မှာကောင်းသည်ဆိုသည်ဟုပြောပိုင်ခွင့်မရှိပါ ကျွန်တော်တွင် ထူးခြားသောပြောင်းလဲမှုတစ်ခုရှိလာသည်ကိုတော့သတိပြုမိသည်ကျွန်တော်သည် အရင်ကနေမတူပါစိတ်တူလွယ်၍စိတ်မြန်လွင်လာပါသည် ဖြစ်ခနေဆိုလျှင်လက်လွင်ခြေလွင်လှုပ်လှိမ့်ခြင်းသည်စိတ်ရှိလာပါသည်ဤစိတ်ကြောင့်မကြာခဏပြဿနာဖြစ်လာရပါသည်ကျွန်တော်အိမ်မှာကက်တည်မရှိပါကာတစင်းနဲ့ចောင်းသွားလိုက်ចောင်းစင်းလျှင်အိမ်ခဏဝင်၍လုံးစရာရှိသည်ကိုလှုပ်၍ချက်ချင်းပြန်ထွက်ကာတငယ်ချင်းတစ်ယောက်နှစ်ယောက်နှင့်ခြေဥတက်ရာလျှောက်သွားလိုက်လုံနေသည်ကများပါသည်ကျွန်တော်မှာစားလို့ရစားဝတ်လို့ရဝတ်သွားလို့ရသွားထင်းတလို့နေနိုင်သည့်အခြေအနေမျိုးပါသို့တော့ကျွန်တော်မပြောပါ တခါတရံအိမ်မနေပြန်လျင်လဲအမေနဲ့သူ့မိတ်ဆွေဆိုသူယောက်ျားတစုဤအနေအထိုင်ကိုမြင်တွေ့နေရသည်မှာစိတ်ညစ်စရာကောင်းလာသည် အမေဤနေပုံတိုင်းပုံမှာအသည့်အရွယ်နဲ့မလိုက်အောင်ကလက်သည်ဟုထင်သည်တညတွင်ကြုံရပါသေးသည်အိမ်ကိုအဝင်ထွက်များလွန်းသည်အရာရှိပေါ့ဆအောင်ကျော်ဆိုဆိုသူကအမေကိုပွေပဲ့ထားသည်ကျွန်တော်အိမ်ပေါ်ထပ်တွင်မရှိဟုထင်၍ဧကန်းထဲတွင် ထင်သလိုဖြစ်နေခြင်းဖြစ်ဟန်တူသည် ကျွန်တော်ဆင်းလာတော့အခါခိုးတော့ခိုးတယ်နဲ့အမိခံရသည့်လူတွေလိုဖြစ်နေကြသည်ကျွန်တော်ထွေထွေထူးထူးမပြောပါအောက်ကျော်ဆိုးကိုစိတ်ရှိလက်ရှိထိုးပြလိုက်သည်ဒီအကောင်ကျွန်တော်ကိုပြန်မလုံနိုင်ပါကျွန်တော်ပြုတ်သည်မသူခံသွားရပါသည် အမိကနေနေရတကပါတယ်ခွေးသားလူဘာဝလို့ဟုဆိုသည်ခမရကျုပ်ကဘာမှမပြောနဲ့လင်ငုတ်တုတ်ရှိနေတာနဲ့မြောက်ဆက်ခင်းနေတာကို အဖေကကြည်နေနိုင်ပေမဲ့ကြုံမကြည်နိုင်ဘူးရှစ်တယ်ခမ ्या အမေဖြစ်နေတာတိတ်ကံကောင်းတယ်အမေသာမဟုတ်ရခမ ्या တိတ်ပြီးတိလားဒါပဲပြောပြီးကျွန်တော်ထွက်ခဲ့ပါသည်ကျွန်တော်ပတ်ဝန်းကျင်တစ်ခုလုံးသည်မောင်ကြီးကြလျက်ရှိပါ၏ဤမောင်ကြီးထဲမှာရုံမထွက်နိုင်သေးတော့ကျွန်တော်သည်ကိုဘဝကိုမတင်တဲ့အတိုင်းထင်ရှားဆိုင်သည်ထင်ရှားဆိုင်ပြန်တော့လဲမကြာခဏရေစကန်ရောက်လိုက်တရားရုံရောက်လိုက်ကျွန်တော်ကျွလွန်သည့်အမှုတွေကထိုးမှုရိုက်မှုကားတိုက်မှု ယခုလည်းရဲစခန်းရောက်ခဲ့ရပြန်ပြီကျွန်တော်ပြုတ်ခဲ့သည့်အမှုကရိုင်းမှုကျွန်တော်တို့အလွန်ခင်သောတငယ်ချင်းတဦးရှိသည်သူ့နာမည်ကထွန်းမြင့်ဦးကိုရန်ကျောင်းသားတရန်းနဲ့အတူနေသည့်တငယ်ချင်းထွန်းမြင့်ဦးကကြောက်မှုရာဆိုသည့်ကျောင်းသူတဦးနှင့်တမီးရီစားဖြစ်သည်ကြောက်မှုရာမှာရုပ်ကလေးတနာကမဖြစ်တော်လဲကပ်ပြန်ပြန်ခန်းနဲ့အစားတွေကဖြစ်သဖြင့်သတိထားဖို့ကျွန်တော်အကြိမ်ကြိမ်သတိပေးခဲ့ဘူးပါသည်မိင္နာမကပြန်ကြတယ်နော်သတိထား ကျွန်တော်စကားကိုထွင်မြင့်ဦးကမယုံပါကျောင်းမူရကသူ့ကိုမေတ္တာစေမေတ္တာမှန်ပြတကယ်ချစ်သည်ဟုယုံကြည်ထားသည်ယုံကြည်မည်ဆိုရင်လည်းယုံကြည်လောက်သည်ကျောင်းမူရသည်အပျော်ကောင်းအရေးကောင်းပြောလျင်ရေ၍ခံစားမှုအပြည့်နှင်းဆိုတော့ယုံမိပေလိမ့်မည်သူတို့ချင်းမကြာခဏချင်းတွေ့ကြသည်တရိတ်ဆန်ယုံအင်းရကံတော်ကြီးစသည့်နေရာများသည်သူတို့စားချက်များနောက်ပိုင်းတွင်အတင့်ရဲကတဆင်းတက်လာကြသည်မြောက်ဥက္ကလာပါရှိ ူ့အဖေယုံမယုံလူလင်တူဦးအိမ်တို့ွားကြသည်အိမ်ပေါ်နှစ်ယောက်ထဲလွလွလပ်လပ်တွေ့ရတော့လွလွင်ကျူးကျူးဖြစ်ကုန်သည်တတိယအကြိမ်ကျောင်းမူရကချင်းပြန်သည်ဖြင့်ွားကြပြန်သည်ဒီတစ်ခေါက်တော့ထွင်းမြင့်ဦးကအကူကြီးတောင်းတဖြင့်ကျွန်တော်ကားနဲ့လိုက်ပို့ခဲ့သည် အပြန်တွင်ကျွန်တော်မကြိုးပါသူတို့ကိုပို့ပြီးထားခဲ့ပါသည် နောက်တနေ့ကျတော့တည်ရင်ရသည်ထွင်းမြင့်ဦးအဖမ်းခံရသည်တဲ့ကျွန်တော်စုံစမ်းကြည့်တော့ကျောင်းမူရလူလေလှုပ်ချင်းဖြစ်သည်ကိုသိလာရပါသည် ုံနီးကချင်းတွေ့ပြီးနံပါတ်5ဘတ်ကားဖြင့်ပြန်လာကြသည်ကျောင်းမူရာက အချင်းရှိသေး၍ရွှေတကုံပြားပြဲ့သွားခြင်းသေးသည်ဟုဆိုသဖြင့်ရေခဲဆိုင်မှတ်တိုင်မှဆင်းကြသည်ထိုမှတ်တိုင်တွင်ဆင်းမိခြင်းသည်သူတို့နှစ်ယောက်အတွက်ကြားရှိမှောက်လျက်လဲခြင်းပင်ဖြစ်သည်မြို့ထဲဘက်မှလာနေသောသူ့အဖေကသည်သူတို့ရှေ့တွင်ရပ်လာပြီးကျောင်းမူရာကိုခေါ်သည်သင်္ဃာယနာမကင်းသောစကားကိုဆိုသည်ထိုအခါထွန့်မြင့်ဦးလျာတော်သည်ကျောင်းမူရာကအိမ်ရောက်လျင် သူ့အဖေနဲ့အမေကိုလမ်းကျုပ်ဆက်ခင်းပြသည်။သူကသူ့တငယ်ချင်းမနှစ်ဦးနဲ့ရုပ်ရှင်ကြည့်ရန်ချိန်ထား၍အသွာတငယ်ချင်းတယောက်ဤကားနဲ့လာတော့ထွန်းမြင့်ဦးနဲ့ဆုံမိကြသည်။ထွန်းမြင့်ဦးကတငယ်ချင်းမများအိမ်သို့လိုက်ဖို့ပေးမည်ဆို၍လိုက်သွားရာနေလေပြီးမြောက်ဥက္ကလာပါမှ အိမ်တအိမ်သို့ခေါ်သွားသည်။ဟိုရောက်တော့ထွန်းမြင့်ဦးကချိန်ချောက်ပြီးဘလက်ကာရပြုသည်။အမှုစစ်သောအခါကျွန်တော်တရားရုံးသို့ရောက်ပါသည်။ကျောင်းမူရာက သူဤလံကျုပ်ဆက်ကို နိုင်နင်းအောင်ကပြသွားသည်မိုဂါယိုဂါနှင့်ပရိယမာယာများစွာသုံး၍အကယ်ဒမီမင်းသမီးကအရှုံးပေးရလောက်အောင်အသုံးတော်ခံသွားသည်ကျွန်တော်ဤတငယ်ချင်းထွန်းမြင့်ဦးခမရတော့မှန်တာကြီးပြောသည်လောက်ကျန်တာတစ်ခုမျှမပါ တို့တော့ထွန်းမြင့်ဦးရှုံးပါသည်မင်းသမီးကပရိယမာယာများသည်အဖေနှင့်အမေကအတိုင်းဝိုင်းကောင်းသည်ငွေနှင့်အာဏာအပြည့်ရှိသည်ဤတော့ဖြင့်ကျွန်တော်တငယ်ချင်းထွန်းမြင့်ဦးတယောက် ထောင်ကြရပါလေတော့သည်ကျောင်းမူရတယောက်အရွယ်နဲ့မလိုက်အောင် မျက်နှာပြောင်တိုက်ပုံရင်းစစ်ပုံတို့ကိုကျွန်တော်အံ့ဩမဆုံးအောင်ဖြစ်မိတည်နေအမြအော့နှလုံးနာမိတည်မှာအမှန်ပါဩအခုကဲ့အချို့သောမိန်းကလေးများတစ္ဆာမဲ့လွန်လာသည်သူတို့လိုချင်တာရသွားလျင်ပြီးပါရောလားကျွန်တော်မခံခြင်းပါတွင်းမိတိုင်းကြောက်မှုရအပေါ်ဒေါသဖြစ်ရသည် မကြင်မချမ်းဖြစ်ရသည် တနေ့နေ့ခင်တွင်เจ้าမအပြန်လမ်းမှာဆုံမိကြရာသူကဆ၍လက်ပြသဖြင့် ကျွန်တော်ကကားရက်ပေးသည်အကြုံလိုက်ပြစေဟုသူကဆိုသည်မြည်မြရဲ၍မြည်မြကဲပါသည်နိမြင့်လုံကောင်းမမျိုးငါကားပေါ်မတင်ဘူးဟုပြောလိုက်ခြင်းသည်စိတ်ဖြစ်လာသေးသည်နောက်တော့အကြံတခုရလာသည်နှင့်ဘာမှမပြောတော့ဘဲတင်လာခဲ့ပါသည်နင်းလွတ်ပုံကတိတ်ပြီးမတရားဘူးဖမေဦးကတကယ်တနာစရာကောင်းပါတယ်ဟာနင့်ကိုတကယ်ချစ်တာဟာအဖေမိတော့ကမှသဘောမတူတာဘယ်ဖြစ်မလဲသူ့အတန်ကခက်တိုးတိုး ကျွန်တော်ဒေါသဖြစ်လာသည်။နင်အစကတော့ကိုထက်မစင်စားဘူးလား။မဖြေပါ။ကျွန်တော်ကားကိုအင်းရကန်ကြစ်ကျွန်းဘက်သို့ခက်ချမ်းချမ်းကိုရွေဝင်လိုက်ပြီးလူသူဝေးသည့်တစ်ပင်တစ်ပင်အောက်တွင်ရန်လိုက်ပါသည်။ခဏစဉ်ဦးဟာစကားပြောရအောင်။ကြောက်မူရာဆင်းလာသည်။ကျွန်တော်ကသူ့မျက်နှာကိုတစ်ချက်ဖြတ်၍ရိုက်လိုက်သည်။ခွေကနေကျသွား၏။ပြန်အထတော်လက်ပြန်တစ်ချက်ထရရလိုက်ပြန်သည်။ကျွန်တော်သည်စိတ်ရှိလက်ရှိရိုက်ပြလိုက်ပါသည်။သူကအော်သည် ူးမျက်နာကိုလက်သီးနဲ့သုံးလေးချက်ထိုးလိုက်ပြန်သည်မလမပါနဲ့နောက်ပြန်လဲကျသွားပါသည် အားရလိုက်သည့်ဖြစ်ချင်းခလန်လန်းမှလူနှစ်ယောက်ပြေးလာသည်ကိုမြင်လိုက်မှပင်ကားပေါက်ကြပြကြရတည်၍မောင်းထွက်ခဲ့ပါသည်ဤကားကျွန်တော်ယခုကျူးလွန်ခဲ့သည့်အမှုကြောင့်မူရာကိုရိုက်ခဲ့ပြီးနောက်ကျွန်တော်ဘယ်ကိုမှမသွားတော့ပဲအိမ်သို့တန်းပြန်သည် နေကင်းနှစ်နာရီထိုးလောက်တွင်ရဲများရောက်လာပြီးကျွန်တော်ကိုခေါ်သည်ဤသို့ဖြင့်ကျွန်တော်အချုပ်ခန်းထဲရောက်ခဲ့ရသည် ကျွန်တော်ပြုတ်ခဲ့သည့်အမှုသည်မှန်သည်ဟုမပြောနိုင်တော့လဲမားပါသည်ဟုလည်းကျွန်တော်ဝန်မခံလိုပါမကောင်းမှန်းတော့ကျွန်တော်တည်ပါသည်သို့တော့ကြောက်မှုရလိုမိန်းကလေးမျိုးကိုဒီလိုလုံးမတရားနည်းလမ်းကြမည်ဟုထင်မိစေဖြစ်ပါသည်ဒီမှာဆရာလေးဒီမှာစီးလိုက်ကလေးများမပါဘူးလားစောစောကအိမ်မောကြနေတော့အမှုသမားပင်နိုးလေပြီသူပဲအချိန်ကကျွန်တော်နာရောက်နေတီကို မသိပါကျွန်တော်ကလဲနေရမှာထား၍ဂျာကင်အိတ်ထဲသို့နှိုက်လိုက်သည် တော်ဘာတင်းရဲ့ secret တပူပါသေးသည် အကုန်လုံးယူလိုက်တော့ဟုဆိုကတပူလုံးပေးလိုက်သည်ဂျေဇူးပဲဂျေဇူးပဲဟုဆိုကမိကျက်တောင်းနေပြန်ပါသည်သူ့ထံမိကျက်ဘူးကိုပြစ်ပေးလိုက်ပြီးနောက်ကျွန်တော်ပြန်၍လှည့်လိုက်ပါသည်ကိုရွှေအမှုသမားကလည်းအလိုက်တိတ်စွာပဲသူ့နေရာသူပြန်သွားပါသည် ခက်လန်းလန်းမှဘတ်စကားတန်များကိုကြားစားပြုပြီးမကြခင်လင်းတော့မိတင်ဤလင်းမှဖြစ်နေမြ мян လင်းမှတော့ မနစ်အစောကြီးရဲသားတအူရောက်လာပြီးအချုပ်ခန်းတကားကိုဖွင့်ကာကျွန်တော်အားအပြင်သို့ထွက်ခွင်ပြုသည်ညာကတညလုံးမအိပ်ရ၍မျက်လုံးများကျိမ့်ဆက်နေ၏အပြင်ရောက်တော့အားရပါရအညောင်ဆန်ပြစ်လိုက်သည်ရုံးခန်းထဲတွင်စခန်းမှုရောက်နေပြီးကျွန်တော်ကိုကြည့်၍ပြုံးနေသည်လာဟဲ့ထိုင်ထိုင်ဘယ်နဲ့လဲမင်းညာကအိပ်လို့ရရဲ့လားမရောက်ဘူးအန်ကဲတညလုံးမျက်စိကြောင်နေတယ်အေးမင်းဘဟုတုဒ္ဒတာသိုးသွားတာပေါ့မင်းတို့နဲ့စကားပြောရရင်အထာပေါက်သွားတာပေါ့ အချုပ်ခန်းအရသာကိုတိရောပေါ့။ထောင်ဆောင်ရင်ဒီတဲ့၁၀အစ၂၀ဆိုးတယ်။မင်းလောက်ခဲ့တဲ့အမှုကထောင်ကျနိုင်တယ်ကွာ။သိရဲ့လား။ကျွန်တော်မဖြေချင်တော့ပါ။ညကမင်းလောက်ပုံလည်းမကောင်းဘူး။မင်းအဖေကိုတိတ်အားနာတယ်။မင်းလောက်တာရိုင်းလွန်းတယ်။သားသမီးအတွက်စိတ်ပူလို့သူ့ခမရလိုက်လာတာပဲ။မင်းကစီးပြီးကောင်းကောင်းမစစ်စံတော့စိတ်ဆိုးစရာပေါ့။ဒီကိစ္စကိုလည်းကျွန်တော်အခြေတင်မပြောချင်ရွေးညင်နေလိုက်ပါသည်။အော်ကွာငါမိနေတယ်။မင်းစာလရောပေါ့။မင်းစားချင်တာပြော ဒီလိုနေရာကြတော့လေအဖေမျက်နာကြောင့်အဆင်ပြေခြင်းဖြစ်၏အဖေမျက်နာသာမရှိလျင်စားဖို့တောက်ဖို့မဆိုထားနဲ့အချုပ်ခန်းထဲကပင်ထွက်ရအောင်မည်မဟုတ်ဒီလိုဆိုပြန်တော့လေအဖေကိုကျေးဇူးတင်ရမည်ကျွန်တော်ကပေါင်မုတ်ထောပတ်တုံးနဲ့လက်ဖေးရည်မာသည် စားတောက်နေခိုက်မှာပင်ကျွန်တော်အမနဲ့ရောက်ပါလို့ရောက်လာသည်ညကလေးကဒိုးလိုက်လာမလို့ပြပေကမနေ့မှသွားကြဆိုတာနဲ့မလာတာ။နင်းလည်းပဲမိုက်လိုက်တာအလွန်ပါပဲဟဲ့။လင်းလင်းမမနေပါတော့ ဘူကောင်မလေးစီလည်းဒိုးရောက်ခဲ့တယ်။မျက်နှာတွေလည်းရောင်းလို့သွားတယ်လည်းနဲ့သွားတယ်တိလား။နေလုပ်ပုံကလွင်ပါတယ်အာနာစရာကြီး။ရောက်ဘကိုစိုးဝင်းကအချင်းနေအရရက်ကိုစကမ်းမှုအားရှင်းပြသည်။ကျွန်တော်ဘက်မှကိုစိုးဝင်းနဲ့အမတို့ကအဖေနဲ့အမေတို့ကိုစားကြောက်မူရာကြီးအဖေနဲ့အမေတို့ထံသွား၍တောင်းပန်စကားဆိုကြသည်။ပထမတော့လက်မကန်းနောက်တစ်ချိန်အဖေရောအမေပါလိုက်၍တောင်းပန်ကြပြန်သည်တဖက်ကအာနာလာသည်ဖြင့်ကျိန်နဲ့လက်ခံကြသည် ဒီတခါတော့မင်းအိမ်မပြန်နဲ့အောင်ကွာဒိုးနဲ့တက်လဲလိုက်နေအောင်ဟုတ်လားလီလီမြင့်ကိုလည်းဒိုးကျင်းနဲ့ရိုက်ပြီးခေါ်ထားတယ်မနေ့ပြန်တပက်ခါဆိုရောက်လာမှာပဲလီလီမြင့်ကဒိုးနဲ့နေမှာပါကျွန်တော်ကောင်းငိမ့်လိုက်ပါသည်လီလီမြင့်တယောက်ယခုထိအိမ်တောင်မပြူသေးပါ သူ့အတော်တွေလိုအပြူကြီးဘဝရောက်နေပါပြီလီလီမြင့်လာမည်ဆိုတော့လေတမျိုးအားရှိစရာကောင်းပါမည်ကျွန်တော်တို့တရားရုံးသို့သွား၍အာမခံလို့သည် အာမခံရတော့အမားတို့နဲ့ပြန်လိုက်လာခဲ့ပါသည် ယခုတစ်ချိန်တော့ကျွန်တော်အိမ်မပြန်ပါအိမ်ပြန်ခြင်းသိစိတ်လည်းမရှိသေးပါအိမ်ပြန်ရွေ့လည်းဖြစ်မည်မဟုတ်သေးပါအမတို့အိမ်တွင်နေပြီးလေးလေးမြင့်ဤအစုံအမကိုရယူကာကျွန်တော်ဘဝကိုပြန်လည်ပြုပြင်တည်ဆောက်ရပါဦးမည်ကျွန်တော်ဤအစိုးမရဖြစ်နေသောစိတ်ကိုအစိုးရလာအောင်စူးစမ်းရပါလေဦးမည်ဒီတစ်ချိန်တော့ဖြင့်ရလိမ့်မည်ဟုကျွန်တော်ယုံကြည်မျှော်လင့်လျက်ရှိပါ၏ရှင့်ယခုတော့ဖြင့်စိုးမရတယောက်သူ့စိတ်သူအစိုးရသွားပြီဟုထင်ပါသည် သူဒီဘွဲရပြည့်အလုတ်အကင်နဲ့ဖြစ်နေပေပြီ။ချစ်သူနဲ့လက်ထက်ကတအိုးတအိမ်ထူထောင်လည်းရရှိသည်။မိဘများနဲ့လည်းအဆင်ပြေလျက်ရှိပြီးသူတွေ့တာတော့လေးလေးမြင့်ကလည်းသူတို့နဲ့အတူနေကကုညီဆောင်ရှောက်ပေးလျက်ရှိပါသည်။ဟုတ်ကဲ့ပါရှင်။တောင်ပိုင်းမဲ့ငင့်လေးတဲ့ပြောအပိုင်း၅မှာပြန်လည်တွေ့ဆုံကြပါစို့ရှင်။ဒီကနေ့မှအချိန်ပေးနားဆင်ပေးကြတဲ့တော်လန်ပြည်သူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။စိတ်ခံတာနှစ်ပါးငြိမ်းချမ်းကြပါစေရှင်။